မကွေးတိုင်းစိတ်ဖြူမြို့နယ်တဲကလက်နက်ဆက်ယုံကပ္ပဆ25ကိုပေးနေတဲ့မီးလိုင်းပြင်ဖို့အတွက်စစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တင်းနှံမှုမြို့နယ်အင်အားစုဆောင်ရေးနှင့်လေ့ကျင့်ရေးတာဝန်ခံကိုကျော်ကြီးက The Nation Voice ကိုပြောပါတယ်ဇွန်လ26ရက်နေ့မှာဆလင်းမြို့နယ်တဲကတညောင်တိုက်နယ်မှာ စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းကို စတင်တိုက်ခိုက်ခဲ့တာလို့ကိုကျော်ကြီးကဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်ခံရလို့အာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းကတညောင်ကြီးရွာအထက်တန်းကျောင်းနဲ့တညောင်အနောက်တိုးကျောင်းကိုနှစ်ဖွဲ့ခွဲပြီးဆုတ်သွားလို့အဲ့ဒီနေရာတွေအထိတိုက်ခိုက်ခဲ့တယ်လို့ကိုကျော်ကြီးကဆိုပါတယ်ပြန်ဆုတ်တော့အနောက်တိုးကျောင်းသားမှနားနေတဲ့တပ်ဖွဲ့ကိုလည်းလက်နက်ကြီးနဲ့ပစ်ခဲ့တယ်အထက်တန်းကျောင်းကြီးမှရောက်နေတဲ့တပ်ဖွဲ့ကိုလည်းလက်နက်ကြီးနဲ့ကျွန်တော်တို့ပစ်တယ်တညောင်ရဲစခန်းကိုလည်းကျွန်တော်တို့လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါသေးတယ် ူတို့မှာထိခိုက်မှုရှိတယ်လို့သတင်းကြားထားတယ်။ကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေသေးပါထိခိုက်မှုကမိုင်းတိုးတာလည်းပါတယ်လက်နက်ကြီးနဲ့ပစ်တာထိခိုက်မှုလည်းပါတယ်လို့သတင်းကြားထားပါတယ်လို့ကိုကျော်ကြီးကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အနာသိန်းစစ်တပ်ကခုနှစ်ဦးတန်ရာရသွားပြီးနောက်ထပ်ထိခိုက်မှုအချက်လက်တွေကို မသိရသေးဘူးလို့သူကပြောပါတယ်။ဇွန်လ28ရက်နေ့မှာလဲအနာသိန်းစစ်တပ်ကအင်အား150ဝန်းကျင်နဲ့ ဆလင်းမြို့နယ်တဲကတောင်ဖီလာရွာနဲ့မင်းနုရွာဘက်လမ်းကနေစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။မီးလိုက်ပြင်မှုစစ်ကြောင်းထိုးလာတဲ့အာဏာသိမ်းစစ်တပ်ကိုတော်လိုင်းရေးတပ်တွေကဟန်တာထားနိုင်ပေမဲ့စစ်တပ်ဘက်ကမြေပြင်စစ်ကြောင်းထိုးတာတွေဆက်လက်လှုပ်ဆောင်နေစေမို့ဒေသခံတွေတတိထားနေထိုင်ကြဖို့တော်လိုင်းရေးတပ်တွေကသတိပေးထားပါတယ်။တ냥တိုက်နေကန်တဲ့အနေနဲ့မိုင်းအန်နေရှိတာကြောင့်မလိုအပ်တဲ့နေရာတွေကိုမသွားကြဖို့ကိုလည်းကိုကျော်ကြီးကသတိပေးထားပါတယ်။ ဆိတ်ဖြူမြို့နယ်အခြေဆိုင်ကပ္ပစ21ကနေတံပြားကကား2စီးအပါဝင်ကား8စီးဟာဆလင်းမြို့နယ်မြို့လာရွာနယ်ထန်းနှပင်ရွာကြားက EPC မှာရောက်နေရာကြောင့်ဇွန်လ25ရက်မွန်းတက်7နှစ်နာရီဝင်းကျင်လောက်ကလေးကဆံပြူကျွန်းတညောင်လန်းကိုယာယီပိတ်ထားပါဗျ။